အလျား9.5မီတာနဲ့အလံ2.6မီတာရှိသောဒေါဝါစတုပံပေါ်ခန်းတစ်ခုကိုအေရီယာမီများရှိပြီးနေထိုဒေါဝါစတုပံပေါ်အခန်းတွင်10စင်မီတာနားများရှိသောစတုရန်ကွက်ပေါင်းမီများရပြီဆိုလို့ရှိရင်ဒီမေကောမှာဆိုလို့ရှိရင်သူကခန်းတစ်ခုလုံးရဲ့အေရီယာကိုအရင်ရှာရှာပြီးလို့ရှိရင်ဒီမှာရှိနေအကွက်ကလေးပေါ့နော်အကွက်ကလေးစတုရန်အကွက်ကလေးရဲ့အေရီယာကိုရှာတယ် အဲ့ဒါရှိအခန်းတစ်ခုလုံးရဲ့ area ကိုတည်လို့ရှိရင်အကွက်ကလေးရဲ့ area နဲ့စလိုက်ရင် student ကွက်ပေါင်းရမှာဖြစ်ပါတယ်နော်။ဒါရှိရင်အခန်းတစ်ခုလုံးရဲ့ area ကိုမြင်ရှာမယ်အလျာအခန်းအလျာပေါ့ကွ။အလျာညီမြချင်း9.6မီတာဒီနေရာမှာတစ်ချက်ပြောဖို့ဟာကဒီမှာကသူကစင်တီမီတာနဲ့လိုချင်နေဆိုဒီမှာမီတာဖြစ်နေဆိုဒီမီတာကိုပြောင်းမယ်စင်တီမီတာ 9.9အမြောက်တရာဘာလို့တရာနဲ့မြောက်လဲဆိုလို့ရှိရင်1မီတာမှာဆိုလို့ရှိရင်တရာစနမီတာရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်တရာနဲ့မြောက်မှာဖြစ်ပါတယ်9ရှေ့ကိုတိုးလိုက်တော့990စင်တီမီတာဒါကအခန်းရဲ့အလျာနောက်အခန်းရဲ့အနံမြန်ချင်း2.6မီတာ နေဒသမ6အမြောက်100စင်တီမီတာမြောင်လိုက်တဲ့အချိန်မှာနေရာနဲ့60စင်တီမီတာရမှာဖြစ်ပါတယ်။လို့ရှိရင်အခန်းရဲ့ area ကိုရှာမယ်။ခန်း area မြောင်ကြီးအခရာနဲ့အနံ့နဲ့မြောင်မယ်။အဖေက990အနံက260 ညောင်းလိုက်တော့ဒီကတခါလေးပုံရနှစ်လောက်နော်တခါလေးညောင်းလိုက်မယ်နော်ကြာနေမှာဆိုလို့ဒီက1 5 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30စတူရန်စင်တီမီတာရမှာဖြစ်ပါတယ်เนาะအဲ့ဒါမြောက်လိုက်ပြီเนาะဒါကအခန်းရဲ့ area ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်သူက ဒီမှာရှိနေတဲ့အကွက်ကလေးအနားတစ်ဖက်က10စင်တီမီတာရှိနေတဲ့စတုရန်ကွက်ကိုကွက်ရဲ့ဧရိယာလို့ရှာမှာဆိုရင်အောက်မှာဒီနော်ကျွန်တော်အနားတစ်ဖက်10စင်တီမီတာရှိတော့ရှိတော့စတုရန်ကွက်အိတ် ဧရိယာအလျာအမြောင်အလျာကတဲအနံကတဲမြောင်လိုက်တော့တဲစတုယံစင်တီမီတာဒီလိုဖြစ်တော့နော်စတုယံကွက်ပေါင်းကိုလိုချင်တယ်စတုယံအကွက်ပေါင်း ကွက်ပေါင်းကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာအခန်းရဲ့ area sorry အခန်းရဲ့ area ကိုတည်ပြီးလို့ရှိရင် studio ကွက်ကလေးရဲ့ area နဲ့စာတယ်เนาะဒါ studio centimeter သူက10 studio centimeter ်ဆိုရင်ဒီမှာရှိတဲ့စတူယန်စင်တီမီတာစတူယန်စင်တီမီတာနဲ့ခြေလိုက်တယ်ဆိုလို့ရှိရင်သူဒီအကွက်ပေါင်ရအောင်နော်ဘယ်လိုလဲဆိုလို့ရှိရင်1 5 3 4အကွက်ရမှာဖြစ်ပါတယ်